ျွန်တော်ဟိုဂျုံကလေးရဲ့ကိုတွေကစတိုင်မျိုးဟုတ်ကဲ့အဲအဲစတိုင်မျိုးဟုတ်ကဲ့ကျွန်တော်ဘစ်ဖန်ပါအဲကျွန်တော်ငယ်တော့တော့ဒါသူကတကယ်ကိုမျက်နှာသိဟိုပါပဲလေဟုတ်ကဲ့အိုင်လင်းငယ်ပါလေကျွန်တော်ငယ်ဆိုအိုင်လင်းငယ်ရဲ့ပါလေဟုတ်တယ်ဟုတ်တယ်ဆိုတာဒီလိုဟိုသူနဲ့ကိုနေစတွေ့ရခါကြတော့တချို့ကားတွေက dialogue တွေအမဘယ်မမိတော့မလဲ။ तू ညံ့ရဲကောင်းတာလေနော်ဟိုညံ့ရဲကောင်းတော့တချို့ထားရလို့ဒီပြောပြနိုင်တော့ကိုစိတ်ထင်မှထင်လဲတာဟဲ့ဒီဒီဒီတရားမစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဘာလို့ထင်ရင်းမိတာနောက်တော့ဘယ်ဟုတ်မလဲ तू ကဗီဒီယိုဆိုင်ဖွင့်တာကျွန်တော်တို့ပဲပြန်လှုပ်စီခြင်းခဲ့တာပေါ့အမအမအဲ့တော့စီဝါပဲလှုပ်တာကျွန်တော်စတွေ့တော့ဟာကြတော့ဒီနုပညာလှုပ်တွေကိုကျွန်တော်တို့ပြန်လှုပ်စီခြင်းခဲ့တာပေါ့ရွှေဘိုးတိုက်ပုံ73နှစ်ပြည့်လေးဖြစ်ပါတယ်နောက်ပြီးတော့ဒီဆိုင်နေရာပြောင်းရွှေ့ခြင်းလေးဖြစ်ပါတယ် လောက်ပင်မင်းကလေးပေါ့ညီမလေးလုံးလုံးရတယ်ဆိုတာရောလေနော်ဟိုစိတ်ကောလူရောတအားကိုနှစ်ပြီးတော့ဟိုစူးစားပြီးလုံးရတာဖြစ်တဲ့အတွက်ဟိုပင်လဲတကယ်ပင်မန်းပါတယ်အခုလိုမျိုးလေးညီရတော့လေဒါရင်ထဲမှာ ပြောမပြတတ်အောင်ပီတိလေးဖြစ်ရပါတယ်ဟိုကိုစူးစားခဲ့တဲ့အသီးပွင့်လေးညီရတယ်ဆိုတော့လေဟုတ်အော်ကျွန်တော်ဟိုပါပေါ့ပရမအောင်ပြောကြရင်အခု congratulation ပါပေါ့နော်ကျွန်တော်ဟိုဟာအဲသူစူးစားခဲ့တာလေကျွန်တော်မြန်မာပြည်ထင်ပြမြင်ခဲ့ရပါတယ်ပေါ့နော်အခုလိုမျိုးအောင်မြင်တာ အများကြီးအောင်မြင်တာတွေ့ရတော့လည်းအများဝမ်းသာပါတယ်ခင်ဗျာဟုတ် Now ဒီအဲနှစ်လသုံးလလောက်နားပြီးနောက်ထပ်တဆိုင်သွားပါမယ်ဟုတ် man တော့လေဟိုကန်နေလို့ပြောရမှာပေါ့เนาะကျိုးပေးတယ်ကန်ကျိုးပေးလीဒီကောင်းမွန်သွားတယ်လို့ပြောရမှာပေါ့ဒါပေမဲ့တကယ်တော့ဟိုဘယ်လိုပြောရမလဲအာဒီအလုပ်ကိုစလုပ်တဲ့အချိန်တုန်းကကျိုးပေးတယ်မပေးဘူးဆိုတာလေအဲ့လိုမျိုးကြီး ဟိုတွက်ချက်မျောမှန်းပြီးတော့လုတ်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်။အော်စီးပွားရေးတစ်ခုအနေနဲ့ဒါလှမ်းထားတဲ့နေဆိုပြီးတော့စပြီးတော့ဖွင့်ခဲ့တယ်။အဲဖွင့်ခဲ့ပြီးတော့မှလုံရင်းလုံရင်းနဲ့မှအာတနေ့ပြီးတနေ့ကဒီတိုင်းနေလို့မရဘူးပေါ့။ဟိုအဲ့လိုမျိုးတွေမြင်လာတဲ့ခါကျတော့ပို့ပို့ပြီးတော့စူးစမ်းဖြစ်တာပေါ့လေ။အဲ့လိုအဲ့လိုနေပဲအခုလိုမျိုးအခုဆိုရင်ဒါရွှေပိုးတိုက်ပုံရွှေပိုးစတစ်ရှက်ပေါ့အမကိုပိုင်ထုတ်လို့ဖြန့်ချီရေးရဲအခုလိုစိုင်ရေးဖြစ်သွားတာပေါ့။အော်အများကြီး motivation ပေးကြရတော့ဗောစိတ်ထကြတာခါလည်းရှိတယ် အဲပျော်ရှင်တဲ့ခါလေးရှိပါတော့စိတ်တကြတော့ပူများတာပေါ့အဲအဲ့ချိန်မှာဟိုကျွန်တော် motivation လုပ်ပေးရတာပေါ့ခင်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ဟုတ်တယ်ခင်ဗျကျွန်တော် family ဟိုကျွန်တော်ကုညီတဲ့သဘောပါခင်ဗျဟုတ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ဟုတ်ကဲ့တိပါတယ်မြင်ပါတယ်ကျွန်တော်တို့ဟာပေါ့ဒီသူရဲ့ဟိုအိုးငငယ်ဟိုပါပေါ့ကျွန်တော်တို့ ဥယျာဉ်တော့ပုံစံမျိုးပြောင်းမြင်တွေ့ရတဲ့အတွက်အရင်ဝမ်းသာပါတယ်ဗောနော်ကျွန်တော်တို့ပြောင်းမြင်ခြင်းတဲ့ပုံစံလေးတွေဗောနော်အဲအဲ့ဒါလေးပြောင်းတွေ့ရတယ်အဲပြောင်းပြီးတော့နုပြူတာမြင်ရတဲ့အတွက်ကျွန်တော်အရင်ဝမ်းသာပါတယ်ဟုတ်ကျွန်တော်တို့ကဂျုံကလေးရဲ့ကိုရေးကစတိုင်မျိုးဟုတ်ကဲ့အဲအဲစတိုင်မျိုးဟုတ်ကဲ့ကျွန်တော်ဗစ်ဖန်ပါအဲကျွန်တော်ငယ်တော့တော့ဒါ तू ကတကယ်ကိုမျက်နှာသစ်ဟွာပဲလေဟုတ်ကဲ့အိုင်လည်းငယ်ပါတယ်ကျွန်တော်လည်းဆိုအိုင်လင်းငယ်ရဲ့ပါလေဟုတ်ဟုတ် ဆန်တော့မှာနော်ဟုတ်တယ်ဟုတ်တယ်ဆိုတာဒီလိုဟိုသူနဲ့ကိုနေစတွေ့ရခါကြတော့တချို့ကားတွေက dialogue တွေအမဘယ်မမှီတော့မလဲ तू ကညံ့ရဲကောင်းတာလေနော်ဟိုညံ့ရဲကောင်းတော့တချို့ dialogue တွေပြောပြနိုင်တော့ကိုစိတ်ထဲမှာထင်လဲဒါဟဲ့ဒီဒီဒီတရားမစိုးတာငါ့ဟိုတာတကယ်အမှန်ကန်ကြွေပုံရတယ်ဗောအဲ့လိုထင်ရင်းမိတာနောက်တော့မေဟုတ်မလဲ तू ကဗီဒီယိုဆိုင်ဖွင့်တာ အဖေကဗီဒီယိုဩက္ကဋ္ဌဆိုတော့သူကဗီဒီယိုခွေဆိုင်ဖွင့်တော့သူကဟိုစေးကြောင်းတက်တော့စာချက်တဲ့အချိန်မှာသူကအဲ့အခွေကြီးအများကြီးသူကကူးရတယ်အဲ့တောင်ကအခွေကူးတဲ့ခစ်ကိုခွေကူးတဲ့ခစ်ဆိုတော့သူကယုံကလေးရဲ့ကိုသူကထက်ခါထက်ခါသူကကူးခဲ့ရတာအဲ့တော့ညံကောင်းတဲ့ dialogue မမ်းမိနေကိုကကိုကကိုတိတ်အထင်းကြီးနေ။နောက်အိမ်အောင်ကြပြီးတော်တော်ကြာမသိရဲ့ဟဲ့အမလီခွမ်း။ အဲ့ဒီပေါ့အင်္ဂလိပ်ကိုအမှတ်တရပြောပြပါအောင်အင်္ဂလိပ်ကိုအမှတ်တရဆိုတော့ဟုတ်အဲ့တော့အဲ့ပေါ့ကျွန်တော်တို့၃လ၅ကတော့ပြင်ကြည့်ရတော့ဗောနော်တကယ်ဟိုပြောမျက်နှာတစ်ပေါ့လုံးဝဟိုဘယ်လိုပြောမလဲဒီဟိုဒီနေ့ထူးထူးဆန်းလေးပေါ့နော်ထူးထူးဆန်းတဲ့ပုံစံလေးနဲ့အဲဟိုဖြစ်လာတာဗောနော်ဆိုတော့ဒီကတော့အဲ့တော့မင်းသမီးကသေသွားတာလေဟိုသူတို့တွေးကင်စားလာပါလားမလဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးချွဲတဲ့အခန်းလေးတွေပေါ့နော်အဲ့မှာဟို အမှဥတိုက်စိုးကြီးနဲ့အဲ့လိုမျိုးအာသာကန်လေးတွေပါတယ်အဲကိုကိုယူဝရန်နဲ့အဲ့လို drama လေးတွေပါတယ်ပေါ့နော်အဲ့အဲ့အားလေးတွေတကယ်ကျေးဇူးပါကိုကိုလည်းကိုမပြင်းသေးရအဲ့ကျွန်တော်တို့အဲ့တုန်းကငကဲ့ကိုအစ်စ်ဆန်တခုပေါ့အဲ့လိုမျိုး feeling တခုအစ်စ်ရခဲ့တာပေါ့ဟုတ်ကဲ့အချွဲပါတယ်အချင်းပါလေကျောင်းလာရတယ်ကျောင်းဟုတ်ကဲ့ဟုတ်ကဲ့ အိုးအမငကိုရင်းကလည်းဟိုဘယ်လိုပြောမလဲအကိုရီမောင်နေကြားတဲ့ကြီးပြင်းခဲ့ရတော့တိတ်ပြီးတော့အလူမင်းကလေးဆန်တာတော့တိတ်မရှိဘူး။နောက်ငငယ်ရောဆိုပေါ့ကြော်မလို့တော့ခေါ်ခဲရတာလीနော်နော်ကိုရဲ့အလုတ်အနေထားရလဲအလူချွေးနှဲ့ပြီးတော့အင်းအဲနဲ့နေခွင့်မရတဲ့ life ရဲ့အခြေအနေကဖြစ်နေတဲ့အခါကျတော့အတန်းလည်းသိတဲ့အတိုင်းပဲလीဟိုဆိုတော့အလိုမျိုးတိတ်ချွေးတာဘာညာတော့မရှိပါဘူး။ဒါမဲ့ဟိုသူကနားလဲပါလေ။ကြောက်ပါလားနော်ချွေးပါ ဟာဟုတ်တယ်နေနှစ်တောင်30လောက်ကြာပါပြီဟုတ်အဲ့ဒါလေးအခုပြန်လှည့်ဖို့စူးစမ်းနေပါတယ်ဟာအခုတော့ယုံကြည်ပေါ့ကျွန်တော်တို့ပဲပြန်လှုပ်စီခြင်းခဲ့တာပေါ့အမအမအဲ့တော့စီဝါပဲလှုပ်တာကျွန်တော်စတွေ့တော့ဟာကြတော့ဒီနုပညာလှုပ်တွေကိုကျွန်တော်တို့ပြန်လှုပ်စီခြင်းခဲ့တာပေါ့အဲ့တော့အများကြီးပဲဟို motivation ပေးခဲ့ရတော့အမပြန်လှုပ်ဖို့အတွက်ကိုကျွန်တော်တို့ဟိုသူကအရင်ပါနဲ့တယ်ဘလို့ပါနဲ့လဲဆိုတော့ပြန်ရိုက်ပါလားလို့ဆိုတော့တခုမှမပြော ငငယ်တော့ပုံလေးလိုမျိုးနော်ပြန်ရရင်ကောင်းမှာပဲဘာဖြစ်လို့လဲဆိုတော့ဒါယူနိဖြစ်ခဲ့တာလေတော်လိုမျိုးကောလည်းအဲ့လိုပဲအင်းဟောဟိုတက်ခါတက်ခါပြောလာတဲ့ခါကျတော့အော်ငါပြန်ရရင်ကောင်းမလားမသိဘူးဘာလို့နီးနေပြန်စတော့ဟောပြန်ရရင်ကော 哦စစောပြောလို့ဗောပြန်ရရင်ကောင်းမှာမလားအဆင်ပြေပါမလားဟိုငယ်တုန်းကလို့လေအသက်ရွယ်ရော body ရောလို့မျိုးမဟုတ်တော့ဘူးလေအဓိကတွားပေးခဲ့ရတော့ဒါကိုတာကြီးကိုကိုစိန်လင်းလို့လေပါတယ်အမတခြားစီးပွားရေးထက်ချက်မဲ့အစားအမတို့ကအော်ပြန်ရိုက်လို့ရှိရင်အများကြီးဟိုပို့ပြီးတော့ဟိုကအဆင်ပြေမှာပါညာသူတို့ကအဲ့လိုလေပြောခဲ့တာလေပါတယ်သူတိုက်တွန်းတာလေပါတယ်အဲ့တော့အစားအမလုံးဝ တတလုံးပြန်ပြိုက်တော့ဆိုပြီးကိုယ့်ကိုအလိုအေးဆေးပဲနေတာအလွန်ငယ်တဲ့9နှစ်လောက်ကစပြီးတော့တကားလောက်တော့ဆန်းရိုက်ကြည့်လိုက်ရင်ကောင်းမလားပေါ့အဲအဲ့လိုမျိုးတွင်းရနေတကားလောက်စရိုက်ဖြစ်သွားတာအမှုပညာပိုးဆိုတာလည်းသိတဲ့အတိုင်းပဲစဖို့ပဲလိုတာလေမဆုံးတော့ဘူးသိတယ်အဲ့ဒါနဲ့အခုအမှုပညာတွေကဇက်တိုက်ဇက်တိုက်ဇက်တိုက်လုတ်ဖြစ်တာပေါ့လုတ်ဖြစ်တော့အခုလက်ရှိရိုက်နေတဲ့ဒီအလင်းမေးမဲ့ဖြောင်းနိုင်ကားထဲမှာဆိုအမငယ်ဘဝလေးတွေအမတရုတ်ဆောင်ရတယ်အာသူတို့ ဟိုအိမ်ကမောင်တို့ကိုကချင်းကိုချင်းကြတော့ဗောသူတို့လက်ခုပ်တီးပြောဒီလိုလေးပြင်ပြရတာဝမ်းသာတယ်ဘာညာအဲ့လိုပြောကြတာဗောလေတကယ်တော့မြောက်ပေးနေကြတော့ဟုတ်ကဲ့ဝမ်းသာပါတယ်ဘာလို့ဆိုကျွန်တော်တို့ဘဝတွေမှာကျွန်တော်လုပ်ချင်တာလုပ်ရတာအရင်ပြုတ်ချင်တာကောင်းမှာစိတ်ချမ်းသာတာကောင်းတာလीတကယ်ဟုတ် ဟိုဘွားရဲ့စိတ်ကျင်းတဲ့မှုရပါတယ်ကျွန်တော်လည်းတော့အမျိုးသမီးကိုအဲ့လို license ဟိုဘွားဘွားရဲ့စိတ်ကျင်းတဲ့မှုအပြည့်ဝရရစီခြင်းလို့ပါခင်ဗျဟုတ်မိမိလေးကြောင့်မိမိလေးကိုထိန်းရတာလေအခုနည်း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 တော်သေးတယ်နော်မနေ့9နာရီထမင်းထားချက်ရတယ်သူ့ရဲ့ဝေယဝစ္စလေးလုပ်ပေးရတယ်သူကပြောလိုက်တော့မမေပဲမမေပဲဆိုမမေရရှာထွက်ပေါ့အမနိုင်ပြောရရင်တော့ ဟိုအမှုပညာပြန်လုပ်ချင်တဲ့စိတ်ကြောင့်သာပြန်ရိုက်ဖြစ်တာတခါလေကြရင်တော်တော်လေးအော်အမေကန်းဖြစ်သွားရတဲ့အတွက်ပေါ့နော်တော်တော်လေးစိတ်ထဲမှာမကောင်းဘူးပေါ့ဒီဒါပေမဲ့နောက်ပိုင်းကျတော့ကိုကခလေးတယောက်ရဲ့အမေဖြစ်တဲ့ခါကျတော့ဒီအမေကန်းရရတဲ့အပေါ်မှာအများကြီး feeling တွေကကောင်းလာတာပေါ့နော်ဒါပေမဲ့အခုကန်ကန်အခွင့်လေးပေးလာတဲ့ခါကျတော့ဒီအလင်းပေးမဲ့ဖျောင်းတိုင်လေးမှာအော်ငယ်ဘွားလေးလည်းပြန်ရိုက်ခွင့်ရတယ်ဆိုတော့ဒါအများကြီးစိတ်ကျေနပ်မှုလေးရပါတယ်ကျေးဇူးလေးတင်ပါတယ်ဆောင်းတော့တော်တော်နှမျောတယ်ကိုကိုကိုအခုတော့နှမျောတော့ဘူးဘယ်နေရာလာလာရိုက်မယ်ဘာပဲဖြစ်ဖြစ် ရိုက်မယ်အဓိကအမတို့မိသားစုလေးရတယောက်ကိုတယောက်စိတ်ချမ်းသာအောင်ကြိုးစားပြီးထားပေးကြတယ်အဲကျမ်းမာရေးကောင်းဂရုစိုက်ကြတယ်အဓိကအဲ့လိုဟိုမေတ္တာနဲ့နားလည်မှုလေးနဲ့အဓိကသွားကြတာပေါ့လေအဲအဓိကတော့ချစ်ပေးဂရုပိုက်ဂရုစိုက်ပေးတာတဲ့ဆိုမေတ္တာပေါ့မေတ္တာတာအခုချိန်မှာကျွန်တော်မေတ္တာနဲ့သွားကြတော့နော်ကိုချင်းချင်းမောင်ကြီးเนี่ยပူလာပါတယ်မြစ်တာကတော့ကြအေးမြပါတယ်အဲ့တော့တရားတော်မြစ်တာနဲ့အဲသွားကြတာပေါ့เนาะကျွန်တော်ဟုတ်ကဲ့ပြန်ခေါ့ဒီနေ့တော့ဒါမမတို့ဒီရွှေပိုးအေဂရီရဲ့တက်တန်း73နှစ်ဆိုတာနည်းနည်း နှစ်တင်မဟုတ်ဘူးလေဒီလိုရက်တည်နိုင်အောင်ဒီချစ်တဲ့ဒီကျေးဇူးရှင်တွေကအားပေးခဲ့ကြလို့ရက်တည်နိုင်တယ်အဲ့တော့ဒီနေ့တည့်ရက်ထဲတော့အမအထိုက်ထိုက်တန်တန်လေးတော့ကျေးဇူးတုံ့ပြန်စင်တယ်အဲ့ဒီအတွက်ဒီနေ့အမရဲ့ရွှေဘိုးတိုက်ပုံနဲ့ရွှေဘိုးစတစ်ချက်ကိုဝယ်ယူမယ်ဆိုရင်ဒီနေ့တည့်ရက်ထဲတော့အမ20%ပေးပါမယ်ကျန်တဲ့ဒီချိတ်ဒီပါရီ item တွေကတော့10%ပေါ့နော်ဒီနေ့တည့်ရက်ထဲတော့အမပေးပါမယ်ဒီနေ့တည့်ရက်ထဲတော့ညမိုးချုပ်တဲ့အထိလာဝယ်ပါစီပေးမယ် မနေ့အညာကြီးလာဝင်လေမနေ့ပြန်လာဝင်ရင်းနဲ့ဟို discount ရမယ်မသိပါရဲဒါပေမဲ့တို့ကလည်းအချိန်မရတဲ့အတွက်ပေါ့ဆိုကဲအဲ့ဆိုလေဟို10%မဟုတ်ရင်တော့နည်းနည်း8%လောက်ပေးလိုက်ဆိုပြီးရတယ်အဲ့လိုမျိုးလေးပေါ့အားပေးကြတာလေကျေးဇူးအများကြီးတင်ရပါတယ်ဟုတ်ကဲ့ခင်ဗျာဟိုကျွန်တော်တို့ဒီ and ship boat agree နဲ့ ship boat type ပုံကိုကျွန်တော်ဟိုပါပေါ့စတုံးနဲ့တန်တိုင်းအားပေးအားပေးလာတဲ့အဲကျွန်တော်တို့ရဲ့ customer တွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့